ခါနာတက်တဲ့သူတွေကမိဖို့ကြောင့်ဝင်တဲ့အခါမှာပို့ပြီးခါနာလာမျိုးတွေခံစားရတဲ့ပေါ့နော်အထူးသဖြင့်ကျွန်တော်ပကံစေးတာတွေအိုးတွေပါတွေမားတဲ့အခါမှာအကြာကြီးရက်ပြီးချက်ပြုတ်ရတဲ့အခါမျိုးတွေမှာဆိုကျွန်တော်ပို့ခံစားရလေးရှိတယ်မိဖို့ကြောင့်ဆိုတာလည်းမဝင်လည်းမရပြန်ဘူးမအထူးသဖြင့်ကိုကအရှင်မဖြစ်တဲ့တမဟိုအိမ်မသမင်းချက်ဟင်းချက်တာတောင်ဝယူရလူမျိုးဆိုရင်ပို့ပြီးပို့ဆိုတာပေါ့နော်ဆိုတော့ဒီနေ့ဗီဒီယိုလေးမှာကြတော့မိဖို့ကြောင့်ဝင်တဲ့အခါမှာကိုခါကိုတံမဖြစ်အောင်အနာတရားမဖြစ်အောင်ဘယ်လိုမျိုးကျွန်တော်တတိနဲ့ ဟိုအလုပ်လုပ်ရင်အဆင်ပြေမလဲဆိုတဲ့ဟာလေးကိုလက်တွေ့အသုံးချလို့ရတဲ့နည်းလမ်းတွေကျွန်တော်ဖွင့်ပြပေးသွားမှာဖြစ်ပါတယ်ဒီဗီဒီယိုလေးတွေကြတော့ဟိုအသက်ကြီးလို့ပဲဖြစ်ဖြစ်တော့မကျွန်တော်လိုမျိုးပဲခါမှတန်ရာရှိဘူးတဲ့လူပဲဖြစ်ဖြစ်တော့မဟုတ်ဟိုအယူကြီးပါဘောနော်ရှိတဲ့လူတွေပဲဖြစ်ဖြစ်အသုံးဝင်မှာဖြစ်ပါတယ်မိဖို့ကြာကြာစဉ်းစားကြည့်တော့အန်ဂျီမရှိတဲ့နေရာပေါ့လေ ဒါပေမဲ့အဲ့နေရာမှာပဲကျွန်တော်တို့အများစုကအချိန်ကြာကြီးရရတာမျိုးတွေနော်ဟိုအရှိကိုငုံရတာမျိုးတွေနောက်ပြီးတော့ရန်လေးတဲ့အိုးတွေပေါ့တမင်အိုးတွေဟင်အိုးတွေမာတာမျိုးတွေရှိတာပေါ့လေဒီလိုလှူရှားမှုတွေကကျတော့ကျွန်တော်တို့ရဲ့ခါကိုပို့ပြီးတော့ဝန်ပြီးစေတယ်အချို့တစ်ပြည့်အာခါကြောယိုးကနောက်ပိုင်းကအားနေနေတဲ့ဟာမျိုးတွေဆိုပို့ပြီးတန်ရဖြစ်စေတယ်ပေါ့လေဆိုတော့ဒီနေ့ဗီဒီယိုလေးမှာကျတော့ကျွန်တော်ဒီမိဖို့ကြောင့်တဲ့မှာခါမနာအောင်အချက်ခွန်တဲ့ channel ကျွန်တော်ပြပြပေးမှာဖြစ်ပါတယ် ောင်းလာဆုံးတစ်ချက်ကကြတော့ကျွန်တော်တို့ရဲ့သုံးစံတိုင်းပါလေခါးစီလေးကျွန်တော်တို့ကဝတ်ထားဖို့လေအမြဲဝတ်ထားဖို့လိုတယ်ဒါလည်းပြ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 လေးကိုအလုပ်လုပ်တဲ့အခါမှာဝတ်ထားရဲဆိုရင်အဓိကအားဖြစ်တာနှစ်ခုအလုပ်လုပ်တယ်ဗျခါးစီကကြတော့လေသူကခါးမှာစီတာချင်းအားဖြင့်ဒီခါးဘေးမှာရှိတဲ့ကြောသားတွေကိုသူကဟိုပေးရထောက်ကန်ပေးတဲ့သဘောလိုမျိုးပေါ့နော်ကြောသားတွေအရင်အလုပ်လုပ်မလုပ်ရဘူးကြောသားဆိုတာလည်းကြိုင်ညောင်းလာတယ်ဗျဆိုတော့ခန္ဓာကိုယ်ကိုဒီလိုမတ်နေနေအောင်ကြောသားတွေထိမ့်မိထားတာကိုကြာလာတော့ညောင်းလာတော့ဘာဖြစ်လဲတိတ်မထိန်နိုင်တော့မထိန်နိုင်တော့ပိုနာလာတ ဆိုတော့ဒါပင့်ပေးတာဖြစ်တဲ့အတွက်အသိမနာတော့ဘူးပေါ့နော်ကြောက်သားတည်းအရင်အလုံးမလို့ရတော့ဘူးဒါကတော့တစ်ချက်ပါအဲဒုတိယတစ်ချက်ကကြတော့ဗာလဲဆိုတော့သူကခေါင်းစီးထားတာဖြစ်တဲ့အတွက်နောက်မှလည်းဒီလိုမာကြောတဲ့တံပြားလေးပါတယ်ဗျအဲတံပြားလေးပါတာဖြစ်တဲ့အတွက်သူကသဘောတရားကဟိုခါရက်မကောင်းတဲ့လှုပ်ရှားမှုတွေကိုသူကတားထားပြီးသားလိုမျိုးဖြစ်နေเนาะကိုယ်သတိပေးတဲ့ဟာရမျိုးလို့ပေါ့နော် ကိုကသတိလွတ်ပြီးတော့အရှုပ်ငုံလိုက်တာမျိုးတွေအဲပါညာလှုပ်လိုက်မိတယ်ဆိုရင်တော့ထိန်းထားတယ် ကိုလုံးလုံးမရဆိုတော့ဒါကားရက်ကောင်းတာပေါ့နော်ဆိုတော့ကိုမိဖို့ချောင်းထဲမှာပကံစီးတာပဲဖြစ်ဖြစ်ဟင်းချက်တာပဲဖြစ်ဖြစ်အသားလိတာပဲဖြစ်ဖြစ်ဒီခါးစည်းလေးကိုကိုထားမယ်ဆိုရင်အမ်ဒါကခါးနာတတတာဖြစ်ပါတယ်ဒါလိုကိုလိုအပ်တယ်ဟိုအရင်ဈေးများတာမဟုတ်ဘူးဆိုရင်ဒါမှတပေါင်းနှစ်ပေါင်းကျော်နဲ့ရှိတယ်နော်ဒါကကိုတွက်တယ်ရေရှိဟိုတခါပဲရင်းနှီးမြုပ်နှံရမှာနော်ဒါပြန်လျှော်ပြီးရဲသုံးလို့ရတယ်ဆိုတော့ကျွန်တော်စောင့်နှားတည်တယ်တည်တယ်ခါးနာလည်းလုပ်ကြည့်ကြတော့လေနော်ဟိုကိုကောင်းကောင်းလေးပေါ့ကိုတွက်ဟို ဖွဲ့ထားတဲ့နယ်ပြုံးတဲ့ရင်းနှီးငွေ့နယ်တစ်ခုလို့ပဲကျွန်တော်မြင်ပါတယ်အကြိုက်သုံးလို့ရတယ်เนาะဒုတိယတစ်ချက်အနေနဲ့ကျွန်တော်ပြောချင်တာကတော့ဟိုပစ္စည်းတွေအကုန်လုံးကိုယ့်ရဲ့ခါးလည်းပဲလောက်မှာပဲထားပါတော့အထူးသဖြင့်သူလက်ချလိုက်တဲ့အခါမှာကိုယ်အရင်ငုတ်ရံမလို့တဲ့ level မှာထားဖို့လိုတယ်အမ်ပစ္စည်းတွေပဲဖြစ်လေးပင်းတဲ့ပစ္စည်းတွေပဲဖြစ်ဖြစ်ကျန်းပြင်းမှာတချို့လိုသမင်းအိုးတွေဟင်းအိုးတွေအောက်မှာခြားထားမျိုးမျိုးရှိတတ်တဲ့အာဒါဆိုရင် ဟိုအိုးတွေကိုကိုကပေါ်မတင်နေရတယ်ဆိုရင်ဒါခါယူပို့ပြီးတော့တန်ရဖြစ်စေတယ်ပေါ့နော်ဟိုကျွန်တော်တို့အိမ်မှာဆိုရင်လည်းအဲ့လိုပဲကျွန်တော်တို့အရက်မတူကိုအရက်နဲ့တူတဲ့ဟာမျိုးဖြစ်ဖို့ပိုကောင်းတယ်ဗျမိဖို့ကြောင့်ဆိုရလေဟိုကျွန်တော်အမေဆိုရင်ကျွန်တော်ထပ်တော့အရက်နှိမ့်တယ်ပေါ့နော်ကျွန်တော်အရက်မြင့်တယ်ဆိုတော့ကျွန်တော်အဖေကအိမ်ဆောက်တဲ့အခါမှာအမေရဲ့အရက်နဲ့ကိုတိတိုင်းပြီးတော့သူရက်လိုက်ရင်အရင်ငုတ်ရလည်းမလို့ဒီတိုင်းဟင်းချက်တော့ရတယ်ဆိုတော့ level ခုပေါ့နော်အဲ level ခုမှာသူကဒီကျွန်တော်တို့အုတ်အာ ပြောအုတ်ခုံလုတ်ထားတာပေါ့လေဆိုတော့ကျွန်တော်အဲ့မှာသွားလုတ်တယ်ဆိုရင်ဘာပဲအသာပဲလီလီဘာပဲလီလီဟင်းမဲ့ချက်ချက်ပေါ့နော်ကြက်တန်နေပဲလီလီအာကျွန်တော်တော့အရန်ငုံရတယ်ဆိုတော့ခါမပြုတ်နဲ့လက်ဘင်းတော့မှကျွန်တော်ညောင်းတယ်ဆိုတော့လေတော့အိမ်မှာလုတ်ပြီးသားဆိုရင်လည်းကျွန်တော်အကြံပေးချင်တာအကြတော့ကိုကက်စမီပိုးနဲ့မဖြစ်ဖြစ်တော့ကျွန်တော်အာမီသွေးမီပိုးပဲဖြစ်ဖြစ်ပေါ့နော်အောက်မှာတစ်ခုခုတင်လိုက်ပေါ့နော်ခုတင်လိုက်ကိုမတက်ရက်တာနဲ့ဒီတိုင်း တို့ကအရင်ငုံရတဲ့အနေအထားတစ်ခုကိုကိုသွားဖို့လို့လေနော်ကိုတက်အဆင်ပြေဖို့ဒါမှဟုတ်တယ်ကိုအကြအချင်းကြိုင်းလို့ရတာပေါ့နော်ဟင်းချက်တာပဲဖြစ်ဖြစ်အသားလိတာပဲဖြစ်ဖြစ်ပကံဆေးရတာပဲဖြစ်ဖြစ်ပေါ့နော်ဆိုတော့ဒါလေးတစ်ခုကိုကျွန်တော်အကြံပေးခြင်းတယ်ဒါဒုတိယတစ်ချက်ပါတတိယတစ်ချက်အနေနဲ့ကြာတော့ကျွန်တော်ဒုတိယတစ်ချက်နဲ့တော့ဆင်တယ်ပေါ့လေဒါမှအရေးကြီးလို့ကျွန်တော်ပြန်ပြောရတာပါအဓိကကကိုယ့်ရဲ့ခါခါမှာခါကွေးတာကိုကျွန်တော်ရှောင်ဖို့လုပ်ရတယ်နော်။အာခါကွေးရရှောင်ဖို့လုပ်တယ်။ပစ္စည်းတစ်ခုကိုမားရမယ်။တခုပစ္စည်းယူရမယ်ဆိုရင်လည်း ီတိုင်းဟိုမတက်ရက်အနေထားနေပြီးတော့ကိုေးပြီးတော့မယူတာမျိုးမဟုတ်ပဲနဲ့ကိုစောက်ချောက်ထန်ချလိုက်ထောင်းချလိုက်ပြီးမှအာကျွန်တော်တို့ဒူးကိုေးပြီးတော့မှအာကျွန်တော်တို့ PC မတာပို့ကောင်းတာပေါ့နော်ဒါမှကျွန်တော်တို့ရဲ့ခါကိုတက်တာစီမှာဖြစ်ပါတယ်ဒါတော့တတိယအချက်ပါနံပါတ်၄အချက်အနေနဲ့ကကြတော့ကျွန်တော်တို့အောက်မှာနိမ့်နိမ့်ပေါ့ကျွန်တော်အများကြီးလိုရတာရှိပါတယ်။အုံကြီးချစ်တာတို့နောက်ကျွန်တော်တို့မြန်မာနဲ့တော်တော်များများဆုံးတော့ဆုံးတော့ထောင်းတယ်လေ။ဆုံးတော့ထက်တဲ့အခါမျိုးဆိုရင်ဒါမျိုးတွေကြတော့ကျွန်တော်ကအဲ ကျွန်တော်ပမာလို့ခွေးချီလို့ခေါ်မလားကျွန်တော်မပြောတတ်ဘူးเนาะတေးသေးလေးပေါ့6လက်မလောက်ရှိတဲ့ခုံလေးအဲခုံလေးထက်မှာပဲကိုကထိုင်ပြီးတော့ဒီ nick တဲ့အလုပ်တွေကိုလုပ်ရမှာပေါ့เนาะအဆုံတော့ထောင်းတာပဲဖြစ်အုံဒီချစ်တာပဲဖြစ်ဖြစ်အာချိုးရကြတော့လဲထိုင်ပြီးလုပ်ရတာမျိုးဖြစ်အုတ်ခုံမရှိဘူးလေဒါမျိုးဆိုကိုမှခုံလေးရှိဖို့လိုတယ်အဲဒါတော့နံပါတ်၄အချက်ပါဒါပေမဲ့အဲခုံနဲ့ပတ်သက်ပြီးတော့ကျွန်တော်ထပ်ပြောချင်တာတစ်ခုကကြတော့ဗာလဲဆိုတော့ ဒီခုံးကြီးကထိုင်နေနေရမှာတဲ့အတုံးဝင်တာမဟုတ်ဘူးဗျကိုအကြိုက်ကြရတဲ့အခါမှာမျိုးဆိုရင်လဲကိုကမတ်တက်ရတဲ့အခါမှာဒီတန်ယူမတ်တက်ရတာထက်ဆိုင်ရင်အေးခြေတစ်ဖက်ကတော့ကျန်းပြစ်မှာပဲပုံမှန်တန်ရက်ပါအာဒါပေမဲ့နောက်တစ်ဖက်ကိုကြတော့ဒီခုံးလေးပဲဖြစ်ဖြစ်ပေါ့နော်ခုနခွေးကြီးခုံးလေးပဲဖြစ်ဖြစ်ခြေတော်ကအဲ့ပုံမှာတင်ပြီးတော့အဲ့ပုံမှာအာယူထားပါအာဆိုလိုတာကဘာကြောင့်အဲ့လိုယူခိုင်းတာလဲဆိုတော့ကိုကဒီတန်မတ်တက်ရပြီးတော့ပကန်စီတဲ့ဟင်းချက်တဲ့ဆိုရင် ခန္ဓာကိုယ်အပေါ်ပိုင်းတစ်ခုလိုရဲ့အလေးချင်းဒီခါမှာရှိတဲ့ခါခါယူနဲ့ဒီကြွသားတွေကကျွန်တော်ထောက်ခံပေးထားရတယ်ဗျဆိုတော့အာခြေတော့နှစ်ချောင်းမှာတစ်ချောင်းကိုဒီခုနခွေးခြေပေါ်မှာပဲဖြစ်ဖြစ်သုံးမဟုတ်အုတ်ခုံပေါ့နည်းအနည်းဆုံးမြေပြင်ကနေပြီးလင်းငါ6လက်မှလောက်မြင့်တဲ့ခုံပေါ်မှာခြေတော့ကိုတင်မယ်တင်ပြီးတော့အိတ်အိတ်ခြေတော့ပေါ်မှာအာယူလိုက်မယ်ဆိုရင်အဲပြောပါမယ်နောက်ကြောကြွသားပေါ်မှာအလိုလိုရတာယော့သွားတယ်ပေါ့နော် အာဝင်ရွက်သွားတယ်မယုံရင်လုံးကြည့်ကြည့်ပါဆိုတော့ကိုရဲရင်တော့မှအကြာရမယ်ဆိုရင်တော့မှဒီတိုင်းမတက်ရလာမျိုးမဟုတ်ပဲနဲ့ကိုချီတစ်ဖက်ကိုနည်းနည်းပေါ့၄၅၆လောက်မှလာမြည်တဲ့အုတ်ခုံတမဟုတ်ခုနခွေးကြည့်ပုံမှာခြေတော်ကိုတင်အဲ့ပုံမှာအာယူအဲ့ပုံမှာလည်းအာယူပေါ့နော်ဒီဘက်မှာလည်းအာယူနောက်ခုလုံးအာယူတဲ့အခါမှာကျတော့ဒီကျွန်တော်ခါကိုဝင်ပြီးတာတတတာကိုကျွန်တော်တွေ့ရပါလိမ့်မယ် အာနံပါတ်၅ချက်ကကြတော့ဟိုဟုတ်ပါပြီကျွန်မတော့မိဖို့ချောင်းတော့ရှောင်းလို့မရဘူးလုတ်ကိုလုတ်ရတာပဲဆရာအဲသူတို့ကြောက်လဲဟိုကျွန်တော် support လို့လုတ်လုတ်နေရလူလေးရှိတယ်လေဟိုတခြားနိုင်ငံမှာဖြစ်ကိုနိုင်ငံမှာဖြစ်ဖြစ် support မှုတွေပါညာလုတ်နေရဆိုရင်ကျွန်တော်တမင်းဟိုဟင်အော်မမရင်မရဘူးဆိုတော့ဟိုဒီတမင်းဟိုဟင်ဟိုမားတဲ့နေရာမှာကျွန်တော်နီးရှိတယ်ဗျအဓိကကတော့တမင်းဟိုဟင်ဟိုဒီလိုကင်ပြီးတော့ခန္ဓာကိုယ်နဲ့အဝေးကြီးကိုဒီလိုမထားလို့မရဘူးเนาะဖြစ်နိုင်ရင်တော့ အိုးကျွန်တော်တို့ခန္ဓာကိုယ်နဲ့ကတ်ထားဖို့လိုတယ်အာဖြစ်နိုင်တော့ဖတ်ထားပါဗျာဒါတွေကခန္ဓာကိုယ်ရဲ့ခန္ဓာကိုယ်နဲ့ပုံနီးလေလေအဲဟိုဒီကားပေါ်မှာဟိုဝင်ပြီးတာရော့လေလေပေါ့လေနော်ဆိုတော့ဒါနံပါတ်5ချက်အဲနံပါတ်6ချက်ကကြာတော့ကိုရက်တဲ့အခါမှာကြာတော့မိနစ်20 30လောက်ဆိုရင်နည်းနည်းလေးဟိုထိုင်ပေးသမဟုတ်အကျော်လျှော့ပေါ့နော်အာအကြ ాయి ရက်နေရာကြတော့ဒီကြောမှာရှိတဲ့ကြွက်သားတွေကိုပို့ပြီးတော့မောစီတယ် ပို့ပြီးတော့ဘယ်လိုပြောမလဲပင်ပန်းသွားစေတယ်ပေါ့နော်အဲကာဘိုနာမယ်ပေါ့နော်အဲနံပါတ်9ချက်နဲ့ကျွန်တော်ပြောချင်တာကကြတော့ကိုမိဖို့ဆောင်နေမှာဖြစ်ဖြစ်ပမာဖြစ်ဖြစ်ပေါ့နော်ဒီကြမ်းမြင့်ပေါ်မှာကြောတဲ့ကြမ်းမြင့်ပေါ်မှာဒီတိုင်းရက်တာအထက်ဆိုင်ရင်ကိုမှပျော့ပြောင်းတဲ့ဖက်နက်ပေါ့နော်အဖက်နက်ဖြစ်ဖြစ်တမိုအောက်မှာအပိုင်းလေးပဲဖြစ်ဖြစ်ပေါ့လေဆိုတော့ဟိုအဲ့တခုခံစားစေချင်တယ်အဲ့အမှသာနေသူကဒီကာဘိုဟိုဘယ်လိုပြောရမလဲကာရဲ့ weight ကိုသူက ပြန့်သွားအောင်လုပ်ပေးတဲ့သဘောလိုမျိုးပေါ့နော်ဆိုတော့ဖနက်မိဖို့ကြောင့်မှာဖနက်လိုမယ်ဖနက်ပြ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 အောင်ပေါ့နော်ဟိုကျွန်တော်ခုံခုံဖနက်မဟုတ်ညတော့မြန်မာနိုင်ငံမှာဒေသခုံဖနက်ရှိတယ်ဒါမျိုးမဟုတ်ဘူးရောဘာဖနက်လိုမယ်တော့မဟုတ်အပိုင်းလေးပေါ့နော်အဲကျွန်တော်တို့ပြ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 အောင်အာကော်ပြားလည်းရတယ်အဲကော်ပြားလည်းရကော်ပြားဆိုတာပြပြနော်အာရောဘာပြားတွေလိုမျိုးကျွန်တော်တို့ယောဂဆော့တဲ့ပြားတွေလိုမျိုးလည်းရတယ်ဆိုတော့ဒါမျိုးလေးကျွန်တော်ထားစီချင်ပါတယ်ဒါနံပါတ်9ပါနောက်ဆုံးချက်ပေါ့နော် အပူဆောင်အနေနဲ့ကျွန်တော်ပြောရစင်တာကြတော့ဟိုကိုကအကစားလုပ်ပြီးတဲ့အတိုင်းပါမြင်အကျော်ရှော်ရဲဆိုတာရှိသလိုမျိုးပဲကိုကဒီမိဖို့ချောင်းနေပါညာပြင်ပန်းလှုပ်လှုပ်ပြီးရဲဆိုရင်ကျွန်တော်တို့အကျော်ရှော်ပေးဖို့လိုတယ်ဆိုတာကအဓိကတော့နှစ်မျိုးတော့ရှိတာပေါ့နော်ကျွန်တော်ဓာတ်ပုံလေးလည်းထည့်ပေးမယ်တကူကတော့ knee chest လို့ခေါ်တဲ့ဒီဒူးကိုကျွန်တော်ကလက်လက်နဲ့ဖက်တယ်ပေါ့နော်ဒူးကောင်ကိုလက်နဲ့ဖက်တယ်ကြည့်လို့ကင်ပြီးတော့ခန္ဓာကိုယ်ပေါ်ဆွဲတာပေါ့ပညာပညာပေါ့နော် ါကကိုအိတ်အိတ်ကတိန်ပေါ်မှာအိတ်နေနေလို့လို့ရတယ်ဒါတမျိုးရှိတယ်နောက်ကွာကြ chai post chai post ကကြတော့ကျွန်တော်တို့မြန်အောင်ပြောရင်ကျွန်တော်တို့အရင်တော့မြန်မာဘင်းရင်ခစ်တရဟိုတည်မှာဘင်းရင်ကိုကျွန်တော်တို့ခစားတဲ့ပုံစံလိုမျိုးပေါ့နော်အဲ့ပုံဒီလည်းကျွန်တော်ထည့်ပေးမယ်အဲဒါမျိုးကြတော့ကိုကဘယ်နှစက္ကန့်မှာ55စက္ကန့်လောက်လို့ပြီးနာ55စက္ကန့်လောက်လို့ဒါအတီကြောရို့ကိုကျွန်တော်တက်တာစီတာဖြစ်ပါတယ်ဆိုတော့ဟိုမိဖို့ချောင်ဆိုတာကကျွန်တော်ပြောချင်တာလေကိုရှောင်းလို့တော့မရဘူးကိုက ဟိုအရှင်မဖြစ်နေရဖြစ်ဖြစ်တမောကိုကလူကြီးဖြစ်နေအခါမှာကျတော့ကလေးတွေလည်းသွားခိုင်းလို့မရဘူးလေနော်တမောကျွန်တော်တို့လူမျိုးတယောက်တည်းနေတဲ့အခါလူတွေကျတော့မိဖို့ကြောင့်ကိုပဲဝင်ရမှာလေနော်ဆိုတော့နေတိုင်းဝင်ရတဲ့အလုပ်ကကိုယ့်ရဲ့ခါကိုတော့နှချင်းစရာတော့မကောင်းဘူးပေါ့နော်ဆိုတော့ကျွန်တော်ပြောသွားတဲ့အတိုင်းပဲ ပြောင်းလဲမှုအနေငယ်တသေးလေးကျွန်တော်လုပ်လိုက်မှဆိုရင်ကျွန်တော်ခါကိုနိုင်ကျင်မှုတတပါလိမ့်မယ်ပို့ပြီးတော့လဲကိုဘွားနေထိုင်တာပိုကောင်းပါလိမ့်မယ်ပေါ့နော်အဲအဲ့လိုပဲပြောချင်ပါတယ်ဒီခုနှစ်ချက်လေးတော့လိုက်နိုင်ရပါပြီเนาะဆိုတော့ဒီဗီဒီယိုလေးသဘောကျတယ်ဆိုရင် subscribe လုပ်ပေးပါ like လုပ်ပေးပါဟောကိုရဲ့ချစ်ခင်အတူတူလဲဝမ်းမြပေးစီချင်ပါလဲเนาะအားလုံးပဲနောက်ဗီဒီယိုမှာတွေ့မယ်တတ